်ပြည့်စုံခြင်းများအားလုံးပဲမင်္ဂလာပါရှင်။ဒါမဲ့28ရက်10လ25ပေါ့နော်။တနင်္လာနေ့29 28 29ပေါ့နော်။10လ25တနင်္လာအင်္ဂါဘုဒ္ဓဟူပေါ့နော်။3ရက်စာနော်မွေးကွက်ကလေးပေါ့နော်။မွေးကွက်ကလေးကိုတင်ပေးလိုက်မယ်နော်။ဒါဆိုရင်ဒီကိုအရင်ဆုံးစပြီးတော့ကြည့်ကြရအောင်เนาะဒီမှာရှိနေတာ3ညဒီမှာရှိနေတာ8ပေါ့เนาะ3ည8နှလုံးပေါင်းတော့ပေါင်းခြင်း8ပါပါ တော့နက်ခတ်တဲ့73ကီးဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင် brake လေးကိုတွားရအောင်เนาะ brake ကကြတော့ဒီမှာရှိတဲ့၄ရဲ့เนาะ၄ရှစ်ဒီရှစ်ပဲเนาะအဲဒါကြောင့်မဝိုင်းတော့ဘူးဒီမှာ၅၄ရှစ်၅သုံးလုံးပေါင်းမယ်၄ရှစ်ပေါင်းတော့ပေါင်းခြင်းနဲ့နှစ်၅ပေါင်းတော့ပေါင်းခြင်းခွန်เนาะခွန်နဲ့၃ညเนาะခွန်နဲ့၃ညပြိဆိုပြီးတော့ရတာပါတယ်เนาะဒါဆိုလို့ရှိရင်အခု ဆက်ပြီးတော့သွားကြမယ်ရှစ်ကို9ဘရိုက်ဆိုတော့ရှစ်ကိုဆိုရင်ခွန်ရှစ်လေးဆိုရင်နဲ့ရှစ်နဲ့ဆိုရင်တုံညာဘရိုက်3ကို9ဘရိုက်3 3ကို9ဘရိုက်3ကို3ကိုတုံညာဘရိုက်ဆိုတော့3ခွန်နော်တက်ကိုခုနှစ်ပရိတ်တချတက်ကိုနှစ်ပရိတ်တတင်းနဲ့တက်ကိုကိုတုံညာပရိတ်တကိုပေါ့နော်ဒီကနေ့လေးတွေရတာပါတယ်ဒါဆိုရင်ညီမတို့ရဲ့ ထွက်ကနန်လေးကိုတိုက်ကြည့်အောင်เนาะဒီမှာ3 5 6နဲ့ဒီမှာ6နဲ့ပေါ့เนาะပြီးတော့2 3 6 3နော်ဆက်သွားကြည့်မယ်ကိုလီနော်ဒါဆိုရင်ဒီမှာကျတော့3ရက်စာ6ချိန်မှာသူ7နှစ်တစ်ချိန်ဒဲအောင်ထားတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ပတ်အတွက်ဆက်ကြည့်အောင်ဒီမှာ3ဒီမှာ3 3 3 3 3နှလုံးပေါင်းတော့ပေါင်းချင်း6ပါဝါ1နက်ခတ်ကို6 1 6ကီဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်ဒီခါဗရိတ်လေးကျတော့6 3ဒီမှာ4 9 3ပေါင်းတော့နဲ့နဲ့4ပေါင်းတော့6 तू က6 1 9နော်ကီးကို6 1 9ပြိနေပေါ့နော်ဒါဆိုရင်6ကို6ပြိ60ပါ6ကို10ပြိ65ပါเนาะ6ကို9ပြိဆိုတော့63ပါเนาะ10ကို6ပြိဆိုတော့105 10ကို10ပြိဆိုတော့30ပေါ့เนาะ10ကို9ပြိဆိုတော့18เนาะ9ကို 6 grade ဆိုတော့ကြာမလို့6ခွန်ဆိုရင်6 9ကို10 grade ဆိုတော့6နှစ်ပေါ့เนาะ10 9ကို9 grade ဆိုတော့60ပါเนาะဒါဆိုလို့ရှိရင်3ရက်စာ6ပြည့်ထွက်တဲ့ခဏလေးနဲ့တိုက်ကြည့်အောင်เนาะခွန်က6နှစ်ဒီမှာ10နှစ်ကြိမ်ထွက်တယ်ဒီမှာ10ပေါ့เนาะနှစ်ကြိမ်ထွက်တယ်ခွန်ကခွန်ကပေါ့เนาะဒါဆိုရင်ဒီမှာတော့3ရက်စာ6ကြိမ်မှာ10နှစ်ကြိမ်ပေါ့เนาะထွက်ထားပါတယ်เนาะ ါဆိုရင်ခုဆက်သွားရအောင်ဒီမှာခွန်ဒီမှာ၃ညခွန်၃ညနှလုံးပေါင်းတော့ပေါင်းချင်းခွန်ပါဝါနဲ့နှက်ခတ်၃ညခွန်နဲ့၃ညပေါ့နော်ဗရိန်လေးရကြတော့ခွန်၃ညငါ၃လုံးပေါင်းမယ်ခွန်၃ညပေါင်းတော့ခွန်ခွန်၅ပေါင်းတော့နှက်နှက်ခွန်၄ဆိုပြီးတော့ရထားတယ် ဟုတ်ပြီနော်ခွန်ကိုနှစ်ပရိတ်ဆိုတဲ့အကြောင်းမလို့ခွန်၅ပါခွန်ကိုခုနှစ်ပရိတ်ဆိုတော့80ခွန်ကို၄ပရိတ်ဆိုတော့ခွန်ခွန်ပေါ့နော်နှစ်ကိုနှစ်ပရိတ်ဆိုတော့20နှစ်ကိုခုနှစ်ပရိတ်ဆိုတော့95နဲ့နှစ်ကို၄ပရိတ်ဆိုတော့နှစ်နှစ်ပေါ့နော်၃ညကိုဘာနဲ့တွေ့တယ်ဒီပရိတ်ဆိုတော့၃ညနဲ့၃ညခွန်၃ည၄ဆိုပြီးတော့ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အခုတိုက်ကြည့်အောင်ကိုကို20မှ20အောင်လာတယ်နော်ခွန်၄96ခွန်၁ တင်နဲ့သူကတော့၃ရက်စာ၆ချိန်မှာ20ချိန်ထည့်အောင်လာတယ်ပေါ့နော်။ဒါဆိုရင်အခုဆက်သွားရအောင်ကိုလေးကိုလေးနှလုံးပေါင်းတော့ပေါင်းခြင်း3 8 5ဆိုပြီးတော့ရတယ်။နော်။ဒါဆိုရင် break ကခွန်လေးနဲ့ခွန်လေးပေါင်းတော့1 1နဲ့ပေါင်းတော့3 3 8 5နော်ကီးကို 385ဗရိတ်နဲ့ဆိုပြီးတော့ကဏ္ဍလေးတွေရမယ်လာမယ်ပတ်တွက်မွေးကွက်ကပေါ့နော်385ဒီကို385ဗရိတ်နဲ့ရတာတယ်ဒါဆိုရင်3ကို3ဗရိတ်30ပါ3ကို10ဗရိတ်ဆိုတော့35ဖြစ်3ကို5ဗရိတ်ဆိုတော့3နှစ်ပေါ့နော် ဒါဆို၈ကိုသွားရအောင်၈ကို၃ပြိဆိုတော့၈ငါ၈ကို၈ပြိဆိုတော့၈၀နဲ့၈ကို၅ပြိဆိုတော့၈ခုပေါ့နော်၅ကို၃ပြိဆိုတော့၅၈၅ကို၈ပြိဆိုတော့၅၃နဲ့၅ကို၅ပြိဆိုတော့၅၀ဆိုပြီးဒီကဏ္ဍလေးကြီးရထားပါတယ်နော်၅၈၈၅ဆိုတော့တကွက်ပေါ့နော်သူကတော့ထပ်ကဏ္ဍလေးနော်ဒါဆိုရင်အလုံးပေါင်းကို၈ကွက်ပဲရှိမှာပေါ့နော်ဒီကဏ္ဍလေးရလာမဲ့ပတ်အတွက်တနင်္လာ အင်ကဗုဒ္ဓဦးတုံးရဆာမွေးကွက်လေးပေါ့နော်ညီမရှာတွေ့တာဆက်ပြချင်းဖြစ်ပါတယ်အခုတော့မတော်ကြိုက်တူမကျန်တဲ့တမဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ဘက်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးမကြီးစုတင်ပါရှင်